အားလုံးပဲမင်္ဂလာပါကျမစောငိမ့်အေးပါဒီဗီဒီယိုလေးမှာ ကျမက ကျမရဲ့လက်တွေ့အဖြစ်အပျက်ကနေကျမသိမြင်နားလည်လိုက်ရတဲ့သဘောတရားတစ်ခုကို ကျမက မျှဝေပေးခြင်းပါတယ်တနေ့တော့ကျမကဒီအမိုက်သွားပြစ်ဖို့ပေါ့နော်အမိုက်သွားပြစ်ဖို့ကျမကအမိုက်အကြီးအမိုက်အိမ်မေးကြီးကိုယူပြီးရခါကျရင် ကျမတို့အိမ်မှာကျမနေတဲ့အိမ်မှာကတကားနှစ်ထပ်ရှိတယ်အထဲတကားကတက်သားတကား နောက်အပြင်မှာတန်ပန်းတကားနှစ်ထပ်ရှိတယ်။ဆိုတော့ကျမကအမိုက် AT ကိုယူပြီးတော့မှအပြင်ကိုထွက်လိုက်တယ်။ထွက်ပြီးတော့မှကျမတက်သားတကားကိုပိတ်လိုက်တယ်။ပိတ်ပြီးတဲ့အခါကျရင်ကျမဖနှက်စီးပြီးတဲ့အခါကျရင်တန်ပန်းတကားကိုဖွင့်ဖို့အတွက်ကျမမှာကဖြစ်ချင်တော့တော့မပါလာအောင်။ဆိုတော့ကျမကအိမ်မှာကကျမတက်ခွဲကြံခဲ့။အထဲကိုတက်သားတကားကိုပြန်ဖွင့်ပြီးဝင်ဖို့ကလည်းကျမမှာတော့မရှိဘူး။ အပြင်ကိုထွက်ဖို့ဟာလည်းတန်မန်းတကောက်ဖုံဖို့အတွက်ကျမမှတော့မရှိဘူး။ဆိုတော့ကျမချားတဲ့ချားကာလာအိမ်မှာကျမချားထဲမှာပိတ်မိနေတယ်။ဆိုတော့ကျမကန်ကောင်းချင်တော့ကျမမှာက ဖုံလေးပါခဲ့တယ်။ပါခဲ့တော့ကျမရဲ့ဒီအခန်းပေါ်လေးတွေကအနည်းဆက်ဆုံးဖြစ်မဲ့တယောက်ကိုယူရပြီးတော့ကျမဖုံခွန်လိုက်တော့အော်ငါဒီလိုပဲအခန်းပိတ်မိသွားတယ်တော့မပါလာဘူးမမပါလာပဲနဲ့တသားတကောက်ပိတ်မိသွားတယ်ဒီလိုဒီလိုဖြစ်တယ်လို့ကျမအကြောင်းကျပြောပြလိုက်တဲ့ခါမှာအဲ့ဒီ အခန်းပေါ်ကသူ့အလုပ်ကနေကျွန်မကိုပြန်လာပြီးတော့ဖုန်ပေးဖို့ကသူအနည်းဆုံးတနားရီတော့တော့ကြာမယ်။ဆိုတော့ကျွန်မကအဲ့ဒီပိတ်မိနေတဲ့နေရာမှာပဲပူပူလောင်လောင်အိုက်အိုက်ဆက်ဆက်ပေါ့နော်။အဲ့ဒီမှာထိုင်နေရင်တော့ကျွန်မကဖျက်ဆက်လေးပဲကျွန်မရွတ်နေလိုက်တယ်။ဒေါက်ဆန်ကျွန်မရဲ့ထုံးစံအတိုင်းဘာပဲဖြစ်ဖြစ်ငါဘာလို့လို့ရတယ်လဲဆိုတဲ့ပုံစံကျွန်မရွတ်နေရင်လည်းဘာသွားပြိလိုက်ရတယ်လဲဆိုတော့ကျွန်မကလက်ရှိ ဖြစ်ဖြစ်နေတဲ့ကိုယ့်ရဲ့ဖြစ်ဖြစ်ကနေအော်ငါဟာ တကယ်လို့များဒီလက်ရှိဘဝကိုကုံဆုံးပြီးတော့မှကိုသွားကျင်တဲ့ဘဝတော့လကောင်ဘုံဌာနတစ်ခုကိုတလကောင်သွားဖို့အတွက်တော့ရလေပါမလားနောက်ပြန်ဆုံးလို့ရလေမရောက်သေးပြီးသွားရင်ဆိုအိုးဒီလိုကာလအစဉ်ကျမတို့တို့ပြောကြတယ်ပိတ်တာပိတ်တာဘဝပြောကြတာကကိုလိုကျင်တဲ့ဘုံဌာနလည်းမရဘူးပြီးခဲ့တဲ့ဘုံပြီးခဲ့တဲ့ဘုံဘဝကိုလည်းပြန်သွားလို့မရတဲ့အခြေအနေသာကာလပါ ကျမအခုလို့သူများကတကားလောက်ဖွင့်ပြီးမှကျမထွက်လို့ရမယ်အနေထားဟုတ်ဆုံးငါအိုးငါဟာဒီလိုကြားကလာရောက်နေတယ်ဆိုတဲ့အခါကျရင်သူများတွေအမြပေးဝေးမှစောင်းကြီးအေးရေအမြအမြအမြလို့သူများအမြပေးဝေးမှအဲ့ဒီကုသိုလ်ကောင်းမှုကို စင်ကျင်ပြီးကိုသွားတင့်သွားထိုက်တဲ့ဘုံဌာနကိုသွားရမယ်ဆိုတဲ့အနေထားကိုကျမကသိလိုက်ရတယ်ဆိုအာ ငါဟာအခုလက်ရှိနေထားမှာသူများငါ့ကိုတမန်တကားလောက်ဖုန်ပြီးမှငါသွားရတယ်လို့ငါတကယ်လို့များငါတည်ခဲ့သည်ရှိတော့နောက်ပြန်ဆုံးလို့လည်းမရရှိလို့လည်းသွားလို့လည်းမရသူများကုတုကောင်းမှုအမြပေးဝေတာကိုစောင့်ပြီးတော့ကုတုကောင်းမှုကိုပဲတာရုခေါ်ဆုံးမှာငါလွတ်နိုင်ကျွတ်နိုင်တဲ့ဘဝကိုများရောက်ခဲ့မယ်ဆိုရင်အာမဖြစ်ဘူးမဖြစ်ဘူးမဖြစ်ဘူးသူများတွေကစောင်းကြီးအေးရေအမြအမြအမြလို့သူများအမြဝေဒါကိုစောင့်နေမဲ့အစကိုလိုချင်းနဲ့ ဘုံဘဝတော့၎င်းဘုံဌာနတစ်ခုကိုတွားနိုင်ဖို့ကိုယ်မှာကိုယ်ပိုင်တော့ဖွင့်နိုင်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်မဖြတ်ကနေဘာလို့လဲဆိုကျွန်မအသိညံပွန့်သွားတယ်ဖြစ်ဖြစ်လေးကတော့ဒါပဲကျွန်မပြောခဲ့တဲ့ဖြစ်ဖြစ်လေးကနေအလုံးအတွဲအသိတစ်ခုခုရလိမ့်မယ်လို့ကျွန်မကအယုံကြည်ပါတယ်ကျွန်မကိုယ်တိုင်ဒီဖြစ်ဖြစ်ကိုဖြတ်တန်းပြီးတဲ့အခါမှာလုံးဝအသိတရားတစ်ခုရသွားတယ်ငါ သူများကုတုအမြပေးဝေတာကိုစောင့်နေမဲ့အစားကိုလိုချင်တဲ့ပုံပေါ်ဝါတခုရဖို့ငါမကိုပိုင်တော့ရှိရမယ်ဒါကြောင့်မို့ဒီကမိတ်ဆွေတွေကိုပြောချင်တာကကိုလိုချင်တဲ့ဘုံဌာနပုံပေါ်ဝါတခုကိုရောက်နိုင်သွားနိုင်ဖို့အတွက်ကိုပိုင်တော့ရှိနိုင်အောင်ကြိုးစားကြပါလို့ဒီဗီဒီယိုလေးကနေကျွန်မ message ပေးချင်တာဖြစ်ပါတယ်အလုံးပဲအစားစားအရာရာအကြောင်းညင်ညွတ်ကြပါစေ ဒီဗီဒီယိုလေးကနေကိုတို့အကျိုးတဆုံတရားရရှိမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်ဒီလိုသုံးဝင်တဲ့ဗီဒီယိုတွေအတွက်ကျမရဲ့ channel လေးကို live and subscribe follow လုပ်ထားဖို့မမင်းနဲ့နော်။ဒီချိန်ထိအပိတ်နေကြတဲ့တယောက်ချင်းစီတိုင်းကိုသူပဲကျေးဇူးတင်ရှိပါတယ်။ Bye for now. See you next video.